တော်ရရှိများလုံးပဲမင်္ဂလာပါခင်ဗျာအခုနားဆင်ရမှာကတော့စာရေးဆရာညီပုလေးရဲ့တနင်္ဂနွေနေ့မှာဖျားပူးထွက်ကြခြင်းဆိုတဲ့ဝတ္ထုတို့ကိုနားဆင်ရမှာဖြစ်ပါတယ်ကိုစအိုကိုမြင်ဘူးကြပါသလားစအိုပေါ့ဆိုတဲ့အင်္ကာကိုကြည်ချင်းမြင်ချင်းသူရောရှိကြပါသလား ကဘာပေါ်မှာလူဦးရေတန်း9000ကျော်လေတော့အဲ့ဒီလိုပုံကူရှိရင်လည်းရှိပါလိမ့်မည်ဒါပေမဲ့ရှားတယ်ကိုသိန်းထွန်းကတော့ခံစားမှုအားကောင်းတယ်လို့ပြောရမလားခံစားတဲ့လွန်းသူလို့ပဲပြောရမလားခံစားတဲ့သူကြီးကိုသိန်းထွန်းတယောက်ကနေ့သူ့အိုကို သူ့ပြန်ကြည့်တယ်ဒီမနေ့သူဝမ်းသွားတော့ခါတိုင်းလိုရှော့ရှော့ရှူရှူမသွားပဲဝမ်းနေနေချုပ်တယ်ဒီလိုချုပ်တာလဲနှစ်ရက်လောက်ရှိပြီ။ ဒီတော့သူညှစ်အားသုံးတယ်အတွင်းအားဆိုပါတော့ခေါင်းနှပန်းတွေက အားတွေပါသွားတယ်ပလုံးမြည်တမ်းထွက်ကလေးကသူတိလိုက်ပြီဝမ်းကအကျစ်အမာပဲပြီးတော့ပမာဏကမများဘူးအကျိုးဆက်မှာနောက်ဖေးမှသွေးဆက်ပါပြီးစအိုလဲကျင်းကြံခဲ့ပြီးစအိုနှခမ်းတွေလဲစူတူတူကျင်းဆက်ဆက်ငရုတ်သီးစားလို့ဆက်တဲ့အဆက်မျိုးလဲမဟုတ်ဘူးကိုသိန်းထွန်းသူခံစားနေရတာကို ူများနားလည်အောင်မပြောတတ်ဘူးပြန်ပြောဖို့တော်တော်ခက်တဲ့ခံစားမှု အမလီအဘလီတနေရလောက်အောင် ပြင်းထန်တဲ့ဝေဒနာမဟုတ်ပေမဲ့ခိုးလိုခုလူတသိမ့်သိမ့်တုံနှွေးနှွေးနဲ့ဆက်ပြင်းပြင်းကစအိုကနင်းနေရင်ထဲကခက်များများကိုသိန်းထွန်းသူ့မှာရှိတဲ့ကြာဘူးနာဝဖတ်ဖူးမှတ်ဖူးထားတာတွေနဲ့သူ့ဝေဒနာကို ခွဲခြမ်းစိတ်ဖြာတယ်ဒါလေကောင်းရဲ့အစပဲ သူ့အတွေးကသူ့ကိုခေါင်းတပန်ကြီးစေတယ်။သူ့ဝေဒနာနဲ့သူ့အသည့်ကသူ့ကိုခြောက်လန့်တယ်။ဖះမတမိပါဘူး။ဘုဒ္ဓလို့သူမယောင်ဘူး။ပါဇက်ကဒုက္ခလို့လည်းမထွက်မိဘူး။ဒါပေမဲ့စိတ်ထဲမှာတော့ဖះဖះရောဘုဒ္ဓရောဒုက္ခရောဒီပြင်အလန့်တကြားတွေတမိမယ်ထင်တာပဲ။တိန်ထွန်းတိန်ထွန်းပော့မနေနဲ့ကုမဖြစ်မယ်။ဘသူနဲ့ကုမလဲ။မြန်မာဆရာမြန်မာနီလာအင်္ဂလိပ်နီလာ ဝေဒနာဆိုတာနှုစဉ်ကုက္ကာမတော်ရကြမယ်ဒါနဲ့သူစွန့်စားပြီးဘယ်လက်ချောင်းတွေကို ကပယ်အိတ်နဲ့မိညောင်ယိုးချလိလာစုံစမ်းနေလိုက်တာပဲသူ့လက်ချောင်းတွေကစက်ကူရီစက်ကူခေါက်စက်ကူဆောင်ဓာတ်ဆက်ခလုတ်နှိပ်ဓာတ်တွေကျွမ်းကျင်ပေမဲ့ကိုသိန်းထွန်းကအခုစာပုံနှိပ်ဆက်တစ်ခုမှာဓာတ်ဆက်ဖြက်เสียစိုးတော်ဝိုက်ကအမွှေးချမ်းတွေကိုတော့နည်းနည်းယွန့်နေတယ်အမွှေးမြင့်ချမ်းတွေကိုကြောက်တာတဲ့ စအိုကအနာတန်ပူဆူးမှလေလာတိန်ထွန်းတိန်ထွန်းမင်းယောက်ျားမဟုတ်ဘူးလားအနာတိရင်ဆေးရှိတယ်ကွာဆေးကကုကုကုမှရှေ့လျှောက်လူဘဝနေရအောင်မဲ့နှစ်ကာလတွေအများကြီးစမ်းလိုက်စမ်းမဘာကိုကြောက်ရွံ့နေတာလဲယွန့်စိတ်ကိုဇက်အားတင်းကြားကန်နေစင်ဖမ်းမယ်ကြားဖမ်းမယ်တော့သူတခါမှမပြောဘူးဘူးလေမထွားခဲ့အာလူးမကြီးခဲ့ဘူးဘူး ဒါပေမဲ့သူ့လက်ချောင်းတွေကရှေ့ကိုမတိုးပဲအမွေးချမ်းနေတဲ့တွင်လမ်းပြောင်နေတယ်။ကိုင်းကွာတေတဏိမွေးတဏိဘာဖြစ်ရအောင်မှလေ။ဆရာဝင်ဆရာမသူနာပြုဆရာမရီတောင်အခက်မတင်ရင်လှံပြနှိုက်ကြချွတ်ကြအောင်မှပဲ။ကိုသိန်းထွန်းပါဇက်ထဲကတရွေးကိုစူပြီးရဲစီတင်လိုက်တယ်။သူ့လက်ချောင်းတွေကိုသူအမိတ်ပေးလိုက်တယ်။လက်ချောင်းတွေထဲဘာမှမထီးစိတ်သက်တွေတစိမ့်စီဝင်းလာတယ်။ စမ်းကြည့်လိုက်တော့သူ့စအိုးကခက်ဆူးဆူးအပြိုမှနှကန်းဆူသလိုမျိုးဆန်းဆန်းလက်နဲ့စူနေတဲ့အပိုင်းနဲ့အထိမှာဆက်ပြင်းပြင်းတီရှက်ပခုံးစွန်နှကန်းနဲ့မေးစီတဝိုက်ကချွေးစာကိုတင်ရင်မှန်တစ်ချက်လိုက်ရှာတယ်မျက်နာတက်တဲ့စီပိုင်းအဖုံးပေါ်မှာသူမုတ်စိတ်ရိတ်တဲ့အခါကြည့်တဲ့တရုတ်ပြည်လုံးမှန်အဝိုင်းလေးသူသွားယူတယ်မှန်ကိုကိုင်းပြီးအခန်းစီပြန်လာတော့သူ့မျက်နာကိုမှန်ဝိုင်းနဲ့ကြည့်မိသေးတယ် မပြုံးမရွှင်ဖြစ်နေတဲ့မျက်နာကိုသူသဘောမကျလို့ဟန်ပြုံးပြုံးမိသေးတယ်လေအိရှိတကမာကြီးပိတ်ရမလားမှန်ထောင်ပြီးကြည်နေတော့တယောက်ယောက်များဝင်လာရင်ဒုက္ခပဲအဆက်တကွဲဖြစ်ရအောင်မေကိုစအိုကိုပြန်ကြည်နေတာတခြားလူတယောက်တွေ့သွားရင်ဟာမိတ်ဆွေဒီကိစ္စဘယ်သူမှမပြောပါနဲ့ဗျာလို့တောင်းမယ်ဟိုလူကလည်းရှေ့တင်တော့ဟုတ်ကဲလို့ပြောပြီးတော်ကြမှာမူလို့ပဲဖြစ်ဖြစ် ပြောစရာမရှိလို့ပဲဖြစ်ဖြစ် အကြောင်းတိုက်ဆိုင်လို့ပဲဖြစ်ဖြစ်တယောက်ယောက်ကိုပြောလိုက်ရင်အဲ့ဒီတယောက်ယောက်ကလည်းဗဇက်အငိမ့်မနေပဲစကားနှုတ်ဆင်ကမ်းလိုက်ရင်တကမာကြီးပိတ်ပြန်တော့လဲအခန်းကမှောင်းနေမှာမိเจ้าဖွင့်မြန်တော့မိเจ้าကကိုကောင်းမော်ကလိုချင်တဲ့အလင်းရောင်ကအထက်ကလာတဲ့အလင်းရောင်မဟုတ်ဘူးကြည်ချင်တဲ့နေရာကအကျိုးချာအလင်းကပရင်ပေါက်တဲ့တကမာကြီးစီကလာတဲ့အလင်းမှဖြစ်မယ်ကိုသိန်းထွန်းအကြံတွေချွေးပြန်းနေတယ် လက်ထဲကကင်ထားတဲ့မှန်ချက်ထဲမှာတော့သူ့ခါးကပစိုးညိုညင့်ညစ်လေးကအထင်းသာသူ့အတွေးကိုချွေးသိပ်စေတယ်ခေါင်းအေးအေးထားတိမ်ထွန်းကဘာပေါ်မှာလက်ကောင်းဖြစ်ဖူးသူတွေအများကြီးမင်းတယောက်တည်းဖြစ်နေတာမဟုတ်ဘူးနောက်ပြီးအခုခံစားရတဲ့ပူဆက်ပူလောင်ခက်ရှိန်တိန်ဖိန်တိန်ကလက်ကောင်းမှာလို့မင်းဘသူပြောလဲကလထိုင်မှာပစိုးစာတထဲကိုခောက်ပြီးသူခင်းလိုက်တယ်ပြီးတော့ခက်ပြေးပြေးခက်ဖွားဖွားထိုင်တယ် မှန်ကိုတော့လက်နှစ်ဖက်နဲ့ကင်ထားတယ်ခြေထောက်ကို သူ့ညာဘက်တင်းတယ်ဒါမှဘဲဘက်ဒကမာကြီးနဲ့ပတင်းပေါက်ကထင်လာမဲ့အလင်းရောင်ကသူ့ခွကြားကိုရောက်လာလိမ့်မယ်သူ့ပေါင်နှချောင်းကိုဖျဲမယ်စိတ်ကစအိုးကိုမြင်ရအောင်လှုပ်ရမယ်လုပ်ငန်းတွေတန်းစီစဉ်းစားချိန်မှာပဲလေကောင်းဟုတ်ယူမှန်ရင်မင်းဘာလုံးမလဲတိမ့်ထွန်းမြန်မာနီလာ အင်္ဂလိပ်နီလာတရုတ်ကုထုံးရောရှိသလားတရုတ်အဆက်ရင်မဖြတ်ရမတောက်ရပဲတတ်တာမလား သူ့အတိတဲမှာမြမတိုင်းရင်စေးနဲ့နီးစက်တာဆိုလို့သွေးဆုံးမိရက်ဓမ္မတာထိန်နာတွေသွေးပေါ်မှန်စေတဲ့ဆရာတန်ပဲရှိတယ်။ဒီဆရာအနာပေါက်တို့လက်ကောင်းတို့ဂရင်ကြီးနာတို့ကုတယ်လို့တော့သူမကြားဘူးဘူး။ဒီဆရာနဲ့တိုင်ပင်ရမလား။အလင်းလာတဲ့ဘက်မျက်နာမူပြီးပေါင်နှချောင်းဖြဲထားလက်ထဲကမှန်ကိုလဲစအိုးကိုမြင်ရအောင်ရွှေ့မျက်လုံးရဲ့မှန်ရဲ့စအိုးရဲ့55ဒီဂရီ ဒါမှမဟုတ်55 60ဒီဂရီလောက်ဆိုရင်မြင်ရမယ်ထင်ပါရဲ့အင်္ဂလိပ်ဆီလောကဒေါက်တာတွေတော့ကိုသိန်းထွန်းပတ်ဝန်းကျင်မှာ3-4ယောက်ရှိပါရဲ့ဒေါက်တာခိုင်စင်ကအသက်ငယ်ငယ်ချောချောလေးဆိုတော့သူ့မပြချင်ဘူးအလကားပတ်စံမယူပဲကုသစစ်ဆေးပေးမယ်ဆိုရင်တော့ဒီဒေါက်တာမှတော့မပြဘူးနှာစေးချောင်းစုလောက်ပဲပြမှုကောင်းတဲ့ဆရာဝန်အိုင်ရိုဂျန်လန်ထိတ်ကဒေါက်တာခိုင်အေးကတော့ တညက်နေမှာစိတ်ရှည်တဲ့나ยีကနင်းနေလူနာတွေကိုအလိုမကျတာများတယ်စေးတော့လိုက်ပါရဲ့အမြန်ပြောက်ကင်းတတ်တာပါရဲ့ဆက်ဆံရေးကျူးတို့ကျဲတဲ့နိုင်တယ်လို့စေးလိုက်တော့ဝါကကြတော့လက်စပြင်းနေမကုရသေးဘူးပြယုံစမ်းယုံနဲ့တင်ဘလောက်ယူမယ်မသိဘူးသူ့မှာကျမ်းမာရေးအတွက်စုစုဆောင်းဆောင်းရှိတာမဟုတ်ဘူးကိုနယ်လည်းမသိသူနေတဲ့ရက်ွက်နဲ့ခဝေးဝေးကဆီယံဝင်တယောက်ကိုတွားပြရင်ကောင်းလီမလား တကယ်လို့ပေါင်ကိုဖြဲအလင်းရောင်လာတဲ့ဘက်ကိုမျက်နှာမူမှန်ကို45ဒီဂရီဒါမှမဟုတ်60ဒီဂရီစောင်းကြည့်မမြင်ရသေးရင် လက်ကိုရွှေ့ခေါင်းကလည်းနည်းနည်းထောင်ကြည့်ဒါမှမရရင်ဖင်ဘူးတောင်ထောင်ပြီးမှန်ကို ပေါင်ရဲ့နောက်ဖက်ကနေဝိုက်ပြီးစအိုးကိုကြည့်မြန်မာဆရာအင်္ဂလိပ်ဆရာတို့နဲ့မှမပြရရင်သူဘာလုပ်ရမလဲတရုတ်အဆိုင်ဆရာကသူ့ဝင်းကျင်မှမရှိဘူး သူ့မိတ်ဆွေတွေတဲကဘသူလေကောင်းဖြစ်ဘူးလေကိုသိန်းထွန်းတပြင်းတွေချပြီးတန်းစီစင်းလာတယ်ဟိုဘက်ခမ်းမှနေကြတဲ့ကိုစိန်လန်းတို့မမတို့လင်မယားကလည်းကျမ်းမာကြီးလိုက်စားကြပြီးမနဲ့အတိုင်းလမ်းလျှောက်ကြအစားအသောက်စင်ညင်ညသူတွေတခန်းကျော်ကစေးကုမ္ပဏီကဝန်ထမ်းမလေး၃ယောက်လဲမျက်စီစပွဲထိုင်လို့သာကောင်းတာတင်ကြီးကြီးမက်မီရောခက်သွဲသွဲမက်ငယ်ရောတိုင်မင်လို့မဖြစ်ဘူး အဲ့ဒီသုံးယောက်ထဲသူသဘောအကြဆုံးကျက်စမီတုတ်တုတ်အသားဖြူတဲ့မတ်မူဆိုပိုဆိုးသည်တိုင်မင်းစရာတွေလားဒီမနက်သူ့ရဲ့ရှာရှာပါပါတနင်းငွေနေ့တနေ့လုံးကိုစအိုတဝိုက်နာကျင်မှုကဝါမျိုးပြစ်မာလေလားလေကောင်းဆိုရာကောတေးကြလို့လားတေးသေးချာချာကြည်စမ်းပါအိုးတေးကြပြီဆိုမှဘာလုံးမလဲမင်းဆုံးဖြတ်လေကိုသိန်းထွန်းလက်ထဲကမှန်ကို ကလထိုင်မော်ခင်းထားတဲ့ပစိုးပေါ်တင်ခဲ့တယ်။ပတ်ဝန်းကျင် အခြေအနေကိုထွက်အကဲခတ်တယ်။ကိုစိမ့်လန်းတို့လင်မယားကတော့ပလတ်စတစ်ချင်းဆွဲပြီးဈေးသွားကြတော့မလို့သူဇနီးမမေကကိုသိန်းထုံးကိုဈေးကဘာဝယ်ခဲ့ရအောင်မလဲတဲ့။သူကဘာမှမမှားတော့ပါဘူးဗျာတဲ့။ခက်လန်းလန်းရောက်မှငပြိုးသည်မှားလိုက်ရကောင်းသားဝမ်းချုပ်တတ်တာပေါ့လို့စဉ်းစားမိပြီး လူမိုက်နောက်မှအကြံရဆိုတာဒါမျိုးထင်ပါရဲ့လို့အောက်မေ့မိသေးတယ်။သူမျက်စီသပွဲထိုင်သဘောကျတဲ့မမီးတို့၃ယောက်စလုံးဝက်ကောင်းစားလာတွေကိုစီနဲ့ဖျားသွားကြမလို့တဲ့။မမူကပြုံးပြတော့ကိုသိန်းထုံသူ့ဝေဒနာခဏမေ့ပြီးရောရောင်ပြုံးလိုက်မိတယ်။ဝေဒနာကိုခိတ္တမေ့စေတဲ့အပြုံးလေ။သူတို့လေးတွေရဲ့ကိုလုံးအလှတွေကို နောက်ကြောကနေခဏခံစားပြီးသူ့အခန်းထဲပြန်ဝင်လိုက်တယ်။ မှန်ကိုကောက်ကန်ရင်အတက်ကိုဖြည်းဖြည်းမှန်မှန်ရှူသွင်းတယ်ခန်းစည်းကိုဆွဲစေပေမဲ့အလင်းရောင်ကလုံလုံလောက်လောက်ပဲကိုသိန်းထွန်းသူစဉ်းစားကြံစီထားတဲ့အတိုင်းကလက်ထိုင်မော်ထိုင်ပစိုးခွေးလုံးချွတ်ချဒူးနှလုံးထောင်းမှန်ကိုနေရာရွှေ့မမြင်ရသေးဘူးသူ့လက်အခက်ခဲမရှိရွှေ့နိုင်ပေမဲ့စအိုကိုမမြင်ရသေးဘူးဖင်ဘူးတောင်ထောင်မှမြင်ရမှာပါလားသူဖင်ဘူးတောင်အထောင်မှာ ကိုသိန်းထွန်းခေါင်းကို မိုးကြိုးရှစ်စိတ်ခွင်းခံလိုက်ရတယ်။အခန်းဝါကမက်မှုပေါ်လာပြီးကိုသိန်းထွန်းဘတ်စကားကပေးဖို့200ကျပ်တန်ရှိရင်လဲပါအောင်နဲ့ချင်းတွင်မဂ္ဂဇင်းအမှတ်90ဇူလိုင်လ2019ခုနှစ်